တင်ရလစ်ကပြောတဲ့အခါအသက်တွေကြီးလာလို့ထင်ပါရဲ့အရှင်ကလို့ကက်ကက်လန်မဟုတ်မခံမိမမျိုးမဟုတ်တော့ဘူးဆိုတာကိုကိုကိုတတိထားမိလာတယ်။လမ်းစပြတာစပပြတာကိုနားမလေးနားမလေးဘူးလို့ပြောတော့တခါတလေကြရင်လည်းအစကားပြောရင်အရင်မြန်ဆိုတော့လေ စပတ်တာမြန်တော့မလေးစုကဲစပတ်မနောဒီလူနဲ့ပေါင်းတင်ကြည့်တယ်အစင်မပြေဘူးနော်ကိုစိတ်နဲ့မတူဘူးဆိုရင်ဆက်မပေါင်းဖြစ်တော့ဘူးမခေါ်ကြတာလားဆိုလည်းမဟုတ်ဘူးဒီအတိုင်းပဲပြုံးပြနှုတ်ဆက်ရှုံတော့ပဲလို့ဖြစ်တော့တာတဲ့ဒီစကားတကယ်ကို နန်းရဲ့အပြင်ဘဝနဲ့တူရလို့တင်ဒီအပေါ်ပိုင်းမှာဖရရတဲ့စကားပေါ့နော်လမ်းမှာခင်ရတဲ့ငွေချင်းတွေရှိတယ်ဟိုအလိုနဲ့အပေါ်မှာတကယ်ကိုတကယ်ကိုမကောင်းဘူးလို့ထင်ရင်ဒီတိုင်းလေးပဲပြုံပြလုံးဆက်တယ်ရှင်အားလို့ရှင်နီနီတန်တိုင်ပင်ပင်ပေါ်ပေါ်မမင်လေးနေတာမျိုးဒီမရှိတော့ဘူးပေါ့နော် ဒီလိုမျိုးလောက်တာကတခါကလေးကိုကိုအတွက်အရင်ဆင်ပြေတယ်လို့ထင်တယ်ပေါ့နော်ကို ကိုလာခင်တယ်စကားလာပြောကြတယ်ကိုကလည်းပြန်ခင်တယ်စကားပြန်ပြောတယ်သူများ အတင်းမဟုတ်ဘူးကိုအချောင်းကိုပြောပြရှင်ရှယ်လိုက်မော်လိုက်နဲ့ပြေးလဲပြေးရောကိုအတင်းတွေပုတ်ပွားလို့စိတ်ဆူလားဆိုမဆူဖြစ်ပါဘူးအော်သူတို့နဲ့ စကားနိုင်ဆက်ကြည့်တွေ့ကြလို့ဆိုပြီးတွင်ပြုံးမိတယ်။တကားကလေးချရင်ဒီလိုနေရာတိုင်းမှာရှိတယ်။နန်းဆိုရင်အလုပ်ထဲမှာအတင်းပြောတဲ့လူတွေလည်းရှိတယ်။လူတိုင်းကတော့အတင်းပြောတာနောက်ွယ်မှာအလိုစကားပြောတယ်ဆိုတာတယောက်နဲ့တယောက်အချောင်ပြောတယ်ဆိုတာပုံမှန်ပဲ။ဒါကတော့တဘာဝပဲပေါ့နော်။အဒီအရာကိုစိတ်ထဲထည့်ပြီးတော့စိတ်ဆိုးနေမယ်ဒေါသထွက်နေမယ် စိတ်မတင်မကြဖြစ်နေမှာဆိုရင်ကိုယ့်ရဲ့ဘဝကအလုံးလုံးတဲ့နေရာမှာဆိုရင် ခလုတ်တစ်ခုဖြစ်စေတဲ့အတွက်ကြောင့်ပေါ့နော်စိတ်ဝင်စားမယ်နဲ့ကိုယ့်အလုပ်ကိုလုပ်မယ်ကိုယ့်ဘာသာကိုမန်အောင်နေမယ်ဆိုရင်လောကအဆင်ပြေလေးပေါ့နော်တခါတလေမိန်းကလေးတပါဝါအရာသူများအကြောင်းပြောဖြစ်တယ်နောက်တော့အဲ့ဒီပြောခံရတဲ့လူက ကိုကိုမခေါ်မပြောဖြစ် ကိုနဲ့အတူတူပြောခဲ့တဲ့သူတွေနဲ့ကြတရင်တနည်းဖြစ်လို့မသိရင်သူတို့ကတခါမှအတင်မချဖို့တဲ့အထာနဲ့ဒီတော့မှအော်သူတို့ကဒီလိုတွေပါလားဆိုပြီးပြုံခဲ့ရပြန်တယ်တဲ့ဒီလိုလူမျိုးတွေကြုံရတာကအသက်ကြီးလာမှမဟုတ်ဘူးကျောင်းတုန်းကလည်းကြုံရင်ကြုံမှုမယ်ဟိုဒီ ကျောင်းမဟုတ်ပဲနဲ့တကယ်ချင်းအတိုင်းဝိုင်းမှာလည်းကြုံရင်ကြုံမှုပဲပေါ့နော်လူလေးတွေကိုပေါ်ဝင်ကြားလူတွေလည်းကြောင်းရင်ကြုံမှုပဲဒီလိုဟာမျိုးဒီကတော့နေရာတိုင်းမှာရှိတာပေါ့နော်လူပဲအမြဲတမ်းတို့ပဲကောင်းနိုင်ပါမလဲစိုးတဲ့အခါစိုးမယ်ကောင်းချင်တဲ့အခါကောင်းမယ်ဒါပေမဲ့အစိုးများပြီးကောင်းတာနင်းနေရင်တော့မဖြစ်သေးဘူးပေါ့ခုနောက်ပိုင်းကိုယ်ရပြောနေကြတဲ့ကိုအတင်းတွေ ပြန်ကြားလဲစိတ်မကောင်းမဖြစ်ဘူးဒေါသလည်းမထွက်ဘူးကိုကသူ့အကြောင်းမပြောလဲသူများကသူ့အကြောင်းပြောမှာပဲလေကိုဘက်ကမန်နီဘုရားအရေးကြီးဆုံးလို့တွေးမိလာတယ်ခုဆိုဒေါသလည်းမထွက်ဖြစ်တော့ဘူးဘသူ့ကိုမှလည်းအပြစ်မမြင်တော့ဘူးကိုကလည်းဘသူ့အပေါ်ကိုမှရှာနှုံးပြီးအကောင်းမမြင်ပေးနိုင်လို့ကိုကိုအကောင်းမမြင်လဲနားလေပြီးဖြစ်တယ်သူပြီးလဲရှာမဖြစ်ချင်တော့ဘူး ဘသူနဲ့မှလည်းအတိတ်အခံမလုပ်ချင်တော့ဘူးကိုစိတ်ကိုအေးချမ်းချမ်းပဲထားချင်တော့တယ်အတက်ကိုဖြစ်တည်မှုတိုင်းကိုကိုမျက်နှာပါနရဆတဘုတ်ကတော့ကိုဖြစ်တည်မှုတိုင်းကိုကိုမျက်နှာပါတဲ့ခေါင်းစဉ်နဲ့ကိုရှန်တဘုတ်ကြားတဲ့တိဆာကနန်းတစ်ခေါက်ကဖပြပီးပြီးလို့တင်တယ်ဒီတစ်ခေါက်ထပ်ပြီးတော့ဖပြချင်တဲ့ရန်ကိုချိန်လို့ပေါ့နော် တခါတလေလူတယောက်ကကိုယ်မှာကိုယ့်ရဲ့ဖြစ်တည်မှုကိုဟိုမနစ်တတတူတွေရှိတယ်။ငါအရင်ဝါနေလို့စိတ်တက်ကြတဲ့သူတွေရှိတယ်။ငါအရင်ပိတ်နေလို့စိတ်တက်ကြတဲ့သူတွေရှိတယ်။ငါစပင်ပါနေလို့ဆိုပြီးအရင်စိတ်တက်ကြတဲ့သူတွေရှိတယ်။ပြီးတော့ငါအသားမဲလို့ဆိုပြီးတော့ရင်းစိတ်တက်ကြတဲ့သူတွေရှိတယ်ပေါ့နော်ကိုယ့်ကိုမတင်မကြဖြစ်တဲ့သူတွေရှိတယ်အဲ့တော့ကြောင့်မို့ညာပြောချင်တာက ိုကိုကိုချစ်ပါကိုကိုတန်ဖိုးထားပါကိုကိုချစ်တယ်တန်ဖိုးထားရဲဆိုရင်ကိုကလာရဲဆိုရင်တခြားသူကလည်းလိုက်ပြီးတော့လာမှာပဲအဲ့လိုကိုကိုကိုသာမချစ်ဘူးဆိုရင်တခြားသူကကိုကိုချစ်လာမှာမဟုတ်ဘူးတခြားသူကကိုကိုသဘောကျလာမှာမဟုတ်ဘူးဆိုရဲအကြောင်းပေါ့နော်ပြောချင်တယ်ဒီကဘာပေါ်မှာဘယ်သူကမှပြေဆုံးတယ်လို့မရှိပါဘူးအဓိကအ ကိုကစိတ်တဘောဒါဖြူစင်ဖို့ကိုချင်းစာတက်ဖို့ကျင်နာတက်ဖို့ပဲလိုပါတယ်နော်ကိုကရုပ်ဆိုးခြင်းဆိုးနေမယ်အသားမဲခြင်းမဲနေမယ်သွားခေါခြင်းခေါနေမယ်အရက်ပူးခြင်းပူးနေမယ်အဲ့ဒါနဲ့ပဲလူရမဝင်ရတော့ဘူးလားတကယ်တော့ဟုတ်တယ်တချို့ကျတော့အရက်ပူးရင် ကျပူမဆိုပြီးတော့အရာမဝင်ဘူးလို့လည်းပြောရှင်းတဲ့သူတွေရှိတယ်။အသားမဲလို့နေအသားမဲလိုက်တာဆိုပြီးတော့ကဲရရှင်ကြတဲ့သူတွေရှိတယ်။ဟဲနေရအရန်ဝါတာပဲ။ဟဲနေရအရန်ပိန်လိုက်တာ။ယောဂတဲ့ကြီးချနေရောအရန်ဝါနေတာယောဂများမင်းနော်။ဘာလို့အလောက်ဝါနေတာလဲ။အစာမလျှော့ဘူးလားဆိုပြီးအပြောခံနေရရပြောမယ်။ဒီအရာတွေကလည်းအမြဲကြုံတွေ့တယ်။ဝေးမလျှော့တော့ဘူးလား။ မြေဝလာလိုက်တာအဲဒါတွေကိုကြားရင်ကိုယ်ကိုစိတ်တရားတစ်ခုဖြစ်စေတယ်လို့ထင်တယ်ဒါပေမဲ့အစ်အရာကိုဒီနောက်ပိုင်းမှာမိဒီနောက်ပိုင်းမှာပေါ့နော်နန်ကစိတ်ထဲမှာမထားတော့ဘူးကိုဖြစ်တည်မှုကိုကိုချစ်တယ်နေချစ်တည်ဖြစ်စေနေမချစ်တည်ဖြစ်စေနေကြိုက်တည်ဖြစ်စေနေကြိုက်တည်ဖြစ်စေငါစိတ်ချမ်းသာရင်ရှားပြီး ်ငါချမ်းမရေုံကတည်ရင်ရှားပြီမြင်သိစရာမလိုဘူးအဲ့လိုစိတ်လေးပဲထားလိုက်တော့တယ်လူတိုင်းကသူတို့လူရှင်တဲ့ပုံစံခွက်ကိုကိုကလိုက်ပြီးတော့ပြင်နေနိုင်လို့မရဘူးအဲလူချင်းပြောသလိုပေါ့လူအကြိုက်နဲ့မလိုက်နိုင်ဘူးเนาะအခုလေလူလူအကြိုက်ကိုလူတွေက လိုက်ပြီးတော့မနိုင်လိုက်လိုက်မနိုင်ဘူးပေါ့เนาะအဲ့လိုလေးရှိတယ်ကိုမ ကိုမရပိုင်ခွင့်တွေမရှိတော့ဘူးလားကိုမစူးစားခွင့်တွေမရှိတော့ဘူးလားရုပ်ပိုင်းဆိုင်ရာကကိုအားနေချက်လို့ယူဆရင်စိတ်ပိုင်းဆိုင်ရာ အာသာချက်တခုကိုထုတ်ဖော်ပြနိုင်ရမယ်လေတဲ့ခုနကလည်းပြောသလိုပဲပေါ့နော်စာထဲမှာသူပြောတဲ့အတိုင်းပဲကိုစိတ်ချမ်းသာရင်ရှားပြီတခြားသူရဲ့အမြင်တခြားသူရဲ့ဝေဖန်မှုကိုကြိုးစားစရာမလိုကိုစိတ်နဲ့ကို ကိုအသိဉာဏ်နဲ့ကို ရှားပြီတခြားသူတွေလာပြောနေဖို့ကိုမလိုတာလို့ကို့မှာချင်းရင်ချက်တခုရှင်းရင်အာသာချက်တခုရှင်းနေရမယ်အတိကစိတ်ပဲပဝင်ချင်းကတော့ထိုးတက်နေမှာပဲလောင်ပြောင်နေမှာပဲကိုရွေးရှယ်ရမှာကတခုပဲသူတို့ပြောသမျှငြိမ်ခံပြီးတစ်သက်လုံးစိတ်ဆင်းရဲနေမလားမခံချင်းစိတ်နဲ့ကြိုးစားပြမလားဒါပဲရှိတယ်ဘဝကတိုက်ပွဲလို့ပြောကြတယ်ခက်ခဲမှုတိုင်းကိုစိတ်မခေါ်ချင်ဘူးလား ဒီတစ်ခါအနိုင်မရခဲ့ရင်တောင်နောက်တစ်ချိန်အနိုင်ရှိဖို့အတွေ့အကြုံရခဲ့ပြီမလားစိတ်ထဲမကြဖို့ကအဓိကပဲအလားပါဆိုတာပြုပြင်ပြောင်းလဲလို့ရတဲ့အရာ ကိုယ်မှငွေရှင်းရင်ရှုပ်ရင်အတွက်စိတ်ဖူးစီဘဝကတိုက်ပွဲလို့ပြောကြတယ်မခန့်ချင်စိတ်နဲ့ကြိုးစားပြမလားဒါပဲရှိတယ်အဲ့လိုခက်ခဲမှုတိုင်းကိုစိတ်မခေါ်ရှင်ဘူးလား ဒီတစ်ခါအနိုင်မရခဲ့ရင်တောင်နောက်တစ်ချိန်အနိုင်ယူဖို့အတွေ့အကြုံရခဲ့ပြီမဟုတ်လားစစ်တမ်းမကြဖို့ပဲအဓိကပါအလားပါဆိုတာပြုပြင်ပြောင်းလဲလို့ရတဲ့အရာ ကိုယ်မှငွေရှိရင်ရုပ်ရည်အတွက်စိတ်ပူစရာကိုမလိုဘူးဟုတ်လားကိုယ်မှရှိနေတဲ့အာနေချက်ကို ထောက်ပြခံရပြီးရင်ကိုယ့်ရဲ့ထူးချင်မှုကိုပြနိုင်ဖို့ကြိုးစားပါလှုပ်ယူစရာမလိုဘူး ကိုယ်မခံရှင်စိတ်ကြောင့်ဖြစ်လာတဲ့ကွန်အားကိုအသုံးပြုပါပြည့်ပြည့်စုံနေတဲ့လူတွေမရှိဘူးအားနည်းချက်ကိုအားသာချက်တစ်ခုနဲ့ဖုံးဖိနေကြတဲ့လူတွေပဲရှိတယ်။ဘာလို့ကိုဖြစ်တည်မှုတွေကိုစိတ်တက်ကြပြီးရေစုံမျောနေမှာလဲဘဝကဖြစ်ချင်တာတွေကိုဖြစ်ပေးနေမှာမဟုတ်ဘူးဖြစ်ချင်နေတာတွေက